PFL ကဘောလူပွဲ Liverpool နဲ့ Newcastle မင်္ဂလာပါ Cooking Star Football Show ကနေကြိုဆိုပါရစေ။တနင်္ဂနွေည7:00နာရီမှာ ရင်ဆိုင်ရှင်ပြိုင်ဘောလူကြတော့မဲ့ Liverpool နဲ့ Newcastle တို့ရဲ့ EFL Cup Final ပွဲကြို36ကိုကျွန်တော်ရဲ့ညီကိုနဲ့တူတူလှုပ်သွားကြပါမယ်။ဆိုတော့ဒီပွဲနဲ့ပတ်သက်တဲ့ key points လေးတွေကိုအရင်စွဲထုတ်ကြည့်အောင် လီဗာပူးတင်းကချန်ပီယံလိရနေပူပူနွေ့နွေ့ထွက်ခွာခဲ့ရတာနဲ့ပီပီ EPL နဲ့ EFL Cup နှလုံးသားသူတို့အတွက်တာဂတ်ထားစရာရှိပါတယ်ဒီချိန်မှာ EFL ကတော့လက်တကန်အလိုကိုရောက်ရှိလာပါပြီဒီပွဲနိုင်ရင်သူတို့ဘူဆွဲမှာပါလုံးဝအမှားရင်းမခံပါဘူး Now EFL Cup မှာ Liverpool ဒီအမြဲတမ်းလိုလိုဘူဆွဲနေကြအသင်းတင်ဘိုလ်လူပွဲကိုရောက်နေကြအသင်းတင်ဒီဖလားကသူတို့ရဲ့ဖလားလို့တောင်နောက်ပိုင်းရာသီတွေမှာပြောလို့ရတယ် လီဗာပူးအသင်းဒီဒီနေ့ရာဒီမှာလည်းလူခုံမှုမြန်မြန်ဆဆမလုပ်တာဘူးရှိတဲ့ကစားသမားစုဖွဲ့မှုနဲ့ပြီးခဲ့တဲ့ရာဒီကကစားသမားတွေကိုဒဏ်ရာမရအောင်တေချာလေးကစားစီပြီးတော့ဒီလောက်ထိအမြင့်တနေရာကိုရောက်ခဲ့တာချန်ပီယံလိမှာပဲပြုတ်သွားပါစေအောင်လီဗာပူးတော့ရောဂုံတူးမတ်ရနိုင်ပြီလို့တောင်ဆိုနိုင်ပါတယ်2019-20မှာလီဗာပူးအသင်းဒီငွေသုံးစွဲမှုအနည်းဆုံးနှစ်တနည်းဖြစ်နောက်ဆုံး10နှစ်အတွင်းမှာ စံချိန်တင်ခဲ့တယ်။မီနာမီနိုတို့ခေါ်ခဲ့တဲ့နှစ် ပေါ့ဗျာ။မမိတဲ့ညီကိုတွေကတော့မှတ်မိလိမ့်မယ်။ဒီ2023-24ဘောလုံးရာသီကဒီ2024-25ဘောလုံးရာသီကျတော့နောက်ဆုံး10နှစ်အတွင်းမှာ2019-20ဘောလုံးရာသီနောက်ပိုင်းဒုတိယမြောက်ငွေသုံးအနည်းဆုံးနှစ်ဖြစ်ပါတယ်။19-20မှာတော့လီဗာပူးတင်းကအဲ့လောက်ငွေသုံးနှဲခဲ့တာတော့မှ EPA ဖလားကိုရအောင်ယူနိုင်ခဲ့တယ်။သို့တော့ Apple တလုံးနဲ့ပါဒီနှစ်ရာသီမှာတော့ငွေသုံးဆွဲမှုနည်းနည်းနဲ့ ဖလားနှလုံးကိုရအောင်ယူနိုင်မယ်ဆိုရင်သူတို့ပို့ပြီးအဲ့ဒီ2019 20အထက်ချုံမြေပါလိမ့်မယ်ဒီအချက်လက်တွေဘာကြောင့်ပြောနေရလဲဆိုတော့ဒီနေ့ရာသီမှာလီဗာပူးအနိုင်နဲ့ပိုင်းပါလိမ့်မယ်ငါတို့ဘာမှငွေသုံးဆွဲမှုမလုပ်ခဲ့ဘဲနဲ့စုဖလားနှလုံးရခဲ့တဲ့စုတစိတ်2စုရင်ပတ်မှာကတ်နိုင်ခဲ့တယ်ဆိုရင်ဘယ်လောက်ထိချိုမြိန်ပါမလဲဘယ်လောက်ထိအောင်မြင်ပါမလဲစဉ်းစားစဉ်းစားကြည့်ပေါ့နော်โอเคတစ်ဖက်ကနယူကက်ဆယ်နယူကက်ဆယ်ကတော့ကံမကောင်းရှာပါဘူးပြီးခဲ့တဲ့ တနှစ်ကျော်ကမန်ယူနိုက်တက်အသင်းနဲ့တူ EFL Cup Final မှာရင်ဆိုင်ရှင်ပြိုင်ခဲ့မှုတယ်။ United ကလည်းအဲတုန်းကကောင်းတဲ့အခြေအနေမဟုတ်ပါဘူး။ဒါပေမဲ့အသင်းနဲ့နောက်မှတက်လာတဲ့အသင်းတွေဆိုတာအဲ့လို Final ပွဲတွေမှာရှုံးထွက်ပွဲတွေမှာကွာဟုတ်ကွာတယ်ဗျ။အသင်းတစ်သင်းမှာသူ့ရဲ့တန်နေဆိုတာရှိတယ်။တမိုင်းစင်လာဆိုတာရှိတယ်။ Chelsea ရော United တို့အခုကြောင်ပြောက်နေတယ်ဗျာ။ ဟာအဲ့ဒီအသင်းတွေကတော့ပါချီပါချက်အသင်းတွေပါကွာပြောလို့ရတယ်မရအောင်မဟုတ်လက်ခံနေကျွန်တော်တို့တိုးတော့အဲ့လိုရှုံးထွက်ပွဲတွေမှာတော့ပော့ပြက်ပြက်သွားပြီးလုံးလို့မရဘူးအသင်းဆိုတာအသင်းရဲ့တမိုင်းစင်လာတတိအဲ့သူ့ရဲ့အရှိန်အဝါဆိုတာရှေ့ကိုရှိနေတာအဲ့တော့ကြောင့်နျူကတ်ဆယ်ဒီမန်ယူနိုက်တက်တဲ့အဲ့ချိန်တုန်းကပို့ပြီးတာလွန်ကောင်းမှုန်ပေမဲ့ယူနိုက်တက်ကိုမရှင်နိုင်ခဲ့ပဲရှုံးသွားတယ်အခုပွဲစဉ်ကလည်းအသင်းတစ်သင်းဖြစ်တဲ့လီဗာပူးနဲ့တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်နျူကတ်ဆယ်အနေနဲ့အယမ်းယူမလွယ်ဘူးတိုးတော့ဘောလုံးပွဲဆိုတာက ဘယ်သူ့ဘယ်ပုံမဆိုဖြစ်သွားနိုင်တယ်အတိအကျဘယ်ယာယီမှတော့ပြောလို့မရဘူးဗောဗျာလီဗာပူးကဘူဆွဲဖို့100%ဘယ်သူမှမပြောနိုင်အောင်နျူကက်ဆယ်ကလည်းကျွန်တော်မထင်ထားတဲ့အခြေအနေတမျိုးကနေဖောက်ပြီးတော့တခုခုလုံးပြရင်လည်းလုံးပြသွားနိုင်တယ်လေသို့တော့လက်တွေ့ကျကျစဉ်းစားမယ်ဆိုရင်တော့ကျွန်တော်ကတော့ပြောတဲ့အချက်လက်တွေကိုဘရုကိုပါအောင်လည်းပြင်ပြီးတော့ adjust လုပ်လို့ရပါတယ်လီဗာပူးအသင်းကတော့ပို့ပြီးအားသာချက်ရှိနေတယ်ဆိုတော့ညင်းလို့မရပါဘူးခင်ဗျဟုတ်ပြီအဲ့တော့ကျွန်တော်ပထမဆုံးပရိသတ်ကိုအတိပေးချင်တာပရီဒီစီရဲ့အကြိုက်ရွေးချယ်မှုဒါကနာမည်ကြီး prediction website တခုဖြစ်ပါတယ် liverpool က2-1နဲ့နိုင်ပြီးပိုဆွဲသွားမယ်လို့ခန့်မှန်းထားပါတယ်ခင်ဗျဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်တစ်ပိုင်းအာရှရဲ့အကျော်ပေးမှုတွေကိုဆွေးနွေးကြည့်အောင်ဒီဘက်မှာ liverpool သင်းကတကိုးသွင်းတဝက်ပျော်ရွှင်ဝင်ရမယ်အကျော်ပေးမှုပေးထားပါတယ်တရေကြနိုင်တယ်နိုင်ရင်ကပ်ပြီးနိုင်သွားနိုင်တယ်ဆိုတော့အကျော်ပေးမှုမျိုးဖြစ်ပါတယ်ထားပါတော့ liverpool က level အပြည့်ရှုံးမယ်တကိုးအပြည့်ပျော်ရွှင်ဝင်ရမယ်ဆိုရင်တရေကြဖို့ရာဂိုင်နှုန်းကပိုများတယ် ဒီ booking တွေကိုကျွန်တော်တွေကဘယ်လိုပြန်တွက်လဲဆိုတော့သူတို့ပေးတဲ့အကျော်ပေးမှုကတကယ်ရှုံးမှုရှိတဲ့အကျော်ပေးမှုတွေတရေအပြည့်ရှုံးဆိုအဲ့ဒါတရေကြဖို့ဘာသန်းတွေများတယ်ကွက်တီးတော့မဟုတ်ပေါ့ဗျာကွက်တီးဆိုရင်လည်းအကုန်လုံးတထေးတွေဖြစ်ကုန်ပြီပေါ့တခါလေကျရင်ဖောက်ပြီးတော့နိုင်သွားတာမျိုးလေးတွေရှိတယ်ကျွန်တော်တွေကချားချပြီးတော့ပြန်တွေးရတာပေါ့နော်ဟိုဒီဘက်စင်တရေ90ရှိတယ်လီဗာပူးနိုင်ဖို့90ရှိတယ်တကူအတွင်းတဝက်ပျော်ရွှင်ခွင့်ရပြီနောက်လီဗာပူးဒီ ဒီပွဲပြီးသွားရင်ဘာမှထွေထူးထူးကစားနေကြရလဲမလို့တော့ဘူးအဲ့တော့သူတို့အတွက်ကဒီပွဲကိုပဲအာယုံအပြည့်ဝစိုက်ပြီးအဲ့လိုဘင်းမှာအင်ပြည့်အာပြည့်နဲ့ကစားမှာတိုတယ်ကိုနဲ့တစ်ချက်ပြောင်းချင်ကြည့်အောင်၃လုံးတဝက်ပျော်ရွှင်ခွင့်ပေးထားပါတယ်ဒီတိုတယ်ကိုကတော့များလေများထားတော့မရှိဘူးပေါ့နော်အ2-1လို့ reset မျိုးအဲ့ဒါအများဆုံးပဲဒါမှမဟုတ်လေတတင်းတင်းက1-1ပုံစံမျိုးတွေဖြစ်နိုင်ပါတယ်2-1လို့ပါတော့ပေါ့နော်ဆိုတော့နှစ်ကိုပြတ်ဖို့တော့ကျွန်တော်မမြင်ဘူးဆိုတော့ ကိုယ့်ရဲ့ရွေးချယ်မှုဒီသားလည်းအမှန်ဖြစ်ပါတယ်နျူကက်ဆယ်အသင်းဘက်ကလည်းနေလို့ရပါတယ်ဘာကြောင့်လဲဆိုတော့တရေပွဲကိုမှန်းမယ်ဆိုရင်တော့နျူကက်ဆယ်ကအပြည့်ပျော်ရွှင်ခွင့်ရမှာပေါ့မတော်တဆနျူကက်ဆယ်ကတ်ရှုံးမယ်ဆိုရင်တော့မှတစ်ဝက်လောက်ပဲရှုံးနိုင်မယ်အဲ့တော့လီဗာပူးကအပြည့်ဆုံးရှုံးခံမလားတစ်ဝက်ပျော်ရွှင်ခွင့်ယူမလားဆိုတဲ့အပိုင်းကိုစဉ်းစားလိုက်မယ်ဒီလို final ပွဲစဉ်မျိုးမှာတော့နှစ်ကိုးပြည့်ကြီးနဲ့နိုင်ဖို့ဆိုတာမလွယ်ရချမလွယ်ပါဒါပေမဲ့ဒီဘက်ကလီဗာပူးတင်ကကပ်ပြီးနိုင်ဖို့များနိုင်တဲ့အတွက်ကျွန်တော်ကတော့လီဗာပူးကိုရွေးချယ်ပေးချင်ပါတယ်ခင်ဗျာ။ကြည့်ကျွန်တော်နောက်တစ်ပိုင်း ဒီနေ့သင်ကြားရတဲ့ဂိမ်းနဲ့အချက်အလက်တွေကိုအနည်းငယ်ဆွေးနွေးကြရအောင်။နောက်ဆုံး6ချိန်ထိတဲ့တိုက်တိုက်မှုမှာလီဗာပူးတင်က9ချိန်နိုင်ပြီးတော့တစ်ချိန်တည်းကျတာပါတယ်။နျူကာဆယ်တည်းတစ်ချိန်တခါမှလီဗာပူးကိုမနိုင်တာပါဘူး။ဒီနေ့ရာသီမှာနှစ်ကြော်လုံးလီဗာပူးတင်ကနျူကာဆယ်ကိုအသာစီးရတာပါတယ်။ပထမအကြော်တော့3-3တည်းကျထားသလိုဒုတိယအကြော်မှာနျူကာဆယ်ကို2-0နဲ့နိုင်ထားပါတယ်ခင်ဗျ။လီဗာပူးတင်ရဲ့နောက်ဆုံး current form နောက်ဆုံး6ပွဲဆက်ရလာပေါ့နော်။၄ပွဲနိုင်တပွဲတည်းတပွဲရှုံးထားပါတယ်။ ယူကက်ဆယ်အသင်းကတော့အခုနောက်ဆုံးကစားထားတဲ့ပွဲစဉ်6ပွဲမှာ3ပွဲနိုင်2ပွဲတည်ကြပြီး2ပွဲရှုံးထားပါတယ်။နှစ်သင်းလုံးကတော့လက်ရှိ current form ကတသင်းနဲ့တသင်းတိတ်မကွာဘူးလို့ပြောလို့ရပါတယ်။ဒီပွဲကဝင်းဘလီမှာကံမဲ့အခါကျတော့လေအင်ရှင်အားတာချက်နော်အဝေးကွင်းအားနဲ့ချက်ထရီတူတူရဲ့တော့ရှိမနေပါဘူးခင်ဗျ။ကဲကျွန်တော်နောက်ဆုံးပိုင်းဖြူအပိုင်းချင်းကပ်မှုအနေငယ်လုံးလိုက်အောင်ခင်ဗျ။နျူကက်ဆယ်အသင်းမှာကတော့အားထားတဲ့တောင်ပံကစားသမားအန်တိုနီဂါဒန် suspended ဖြစ်နေတဲ့အတွက်ပါဝင်မှာမဟုတ်ပါဘူး။ပုံမှန်အားဖြင့်ဆိုရင်နျူကက်ဆယ်အသင်းကအသင်းလိုက် ဟန်ချက်စည်းမျောမှုနဲ့အတူ all attack drawback ကစားလေးရှိတယ်။တနည်းအားဖြင့်မြန်မာမှုပြုရင်တော့အကုံတက်အကုံစင်ပုံစံစနစ်တကျကစားတတ်တဲ့အသင်းတစ်သင်းပါ။ဒီတို့ကြောင့်သူတို့ရဲ့ line to line ချင်းစီက flatten ဆန်နေပါတယ်။ရှေ့ကတိုက်စစ်ကစားသမားတွေကြည့်မယ်ဆိုရင်လည်း Alexander Isak ကရှေ့မှာပဲတည်မလားလက်မကြီးထောင်ပြီး blind side ဆော့နေတဲ့အထောင်တိုက်စစ်မှုမဟုတ်ဘူး။သူတို့ရှေ့ကတန်းထားတဲ့ flatten နဲ့တူတူနောက်က midfield line ကိုအကောင်းဆုံး defensive wall grade ပေးတဲ့ပုံစံမျိုး drop back ဖြစ်ရင်ကစားပါတယ်အဲ့ midfielder ရဲ့ကစားသမားတွေကတော့အဓိကပဲ all attack ဆိုတဲ့နေရာမှာလည်းတို့က shit hit flat dance system တဆင်ချင်းစီရွေ့ပေးသလို drop back ဆိုတဲ့နေရာမှာလည်းနောက်ခံကစားသမားတွေရှေ့ရောက်နေပြီးဂိုးသမားနဲ့ဒီ defensive line ရဲ့ gap ကြီးကိုရွှေ့ရလွယ်အောင်เนาะအချိန်တိုင်းတစ်ခုထိဆွဲပေးထားနိုင်ပါတယ်အဲ့တော့ဒီလိုမျိုးရှစ်တက်နောက်စင်မှန်မှန်နဲ့ sorry အတင်းတင်းကဒီပင်လယ်လိုင်းလုံးနဲ့တော့နည်းနည်းတူတယ်ဗျအကုန်တက်အကုန်စင်းပုံစံမျိုးပေါ့နော် အခက်မတင်ဂိုးတွေအများကြီးတွင်းလိုက်တဲ့ပုံစံမျိုးတွေဖိပြီးတော့အမြင်ဘောတွေနဲ့ဂိုးရတဲ့ပုံစံမျိုးတွေအားကောင်းလေးရှိပါတယ်။သူတို့အတွက်အဓိကအားနည်းချက်ကဘာလဲဆိုတော့အဲ့လိုတမန် running တွေချိန်ပြီးလင်မြန်မှုနှုံးနဲ့အားပြုကစားတဲ့အသင်းမျိုးတွေမှာအနည်းငယ်ပြဿနာရှိပါတယ်။ကျွန်တော်တွေကသာ all at drawback high press လို့ပြောနေရင်ကစားသမားတွေကစားရင်ထင်သလောက်လွယ်မနေဘူးဗျ။အသေးအံအပြူအထုတ်ပြီးတော့ကစားရတာအဲ့တော့ all attack လို့လို့ drawback လောက်တဲ့နေရာမှာဟန်ချက်ညီအောင်သူတို့ကစားရတယ်ဆိုရင် အချိန်ချိန်မှာတော့ဒါမှမဟုတ်လေမိနစ်အပိုင်းခြားတစ်ခုခုမှာတော့ယွယွင်းသွားနိုင်တာပဲဒီအချိန်မှာစနစ်တကျ counter attack ကစားတတ်တဲ့အသင်းမျိုးတွေဟာအားတာချက်ရှိမှာ Liverpool ရဲ့ပုံစံကလည်းအဲ့တိုင်းပဲ Liverpool ဒီအဲ့လိုမျိုးဘောလုံးကြီးကိုရှောက်ပြီးအများကြီးပေးနေပြီး isolation တွေ line လုပ်တယ်ဆိုတာမရှိဘူးဒီနေ့ရသည် position အစဉ်ကောင်းလာပါတယ်ဒါကိုကျွန်တော်လက်ခံတယ်ဒါပေမဲ့ Liverpool ရဲ့အထာပြောင်းမသွားဘူးဘာလဲ Liverpool ရဲ့ trademark က ဘောလုံးထိချက်နည်းနည်းနဲ့ဂိုးရဖို့အတွက်တောက်ရမ်းကောင်းတဲ့အသင်းအဲ့ဒါလီဗာပူးပဲအဲ့လီဗာပူးဒီအဲ့လို all attack drawback တွေကိုခံနိုင်ဖို့အတွက်အထူးသဖြင့်ဒီ all attack ပေါ့နော်အားလုံးပြုံပြီးတော့ overload နဲ့ဂိုးသွင်းဖို့စုပြုံပြီးတော့အမြင်ပေါ်တွေနဲ့ဂိုးရဖို့အတွက်ကြိုးစားအားထုတ်မှုတွေကိုခံကစားနိုင်မယ်ဆိုရင်သူတို့ရဲ့ counter attack situation တွေက Newcastle အသင်းအတွက်ဒုက္ခဖြစ်စရာအခြေအနေမျိုးတွေအများကြီးရှိတယ်။အဲ့တော့ Liverpool မှာ Trent ပါဖို့မပါဖို့မသေးကြသလို Conor Bradley ကလည်းဒဏ်ရာပြဿနာကြီးရတာတယ် ကိုနာတရလည်းမသေးကြဘူးအဲ့တော့နောက်တန်းတနေရာမှာဘလို့လူထုတ်ပုံနဲ့ဒီပွဲကိုရှင်ပြိုင်ကစားမလဲတော့အနေငယ်စိတ်ဝင်စားတယ်ဆိုလဲစိုးရိမ်မိတယ်ပုံမှန်အားဖြင့်ကိုနာတကစားနိုင်မယ်ဆိုရင်ကိုနာတကို CB မှာဗန်ဒိုက်နဲ့ပဲတွဲပေးလိုက်ပေါ့ဗျာတစ်ဖက်က right back မှာကွမ်ဆာကိုထည့်ပြီးအပြည့်နဲ့ကစားနိုင်တယ်လီဗာပူးကစားသမားတွေက final ကစားဘူးထားတဲ့အတွေ့အကြုံရင့်နေတာတပိုင်းပွဲကစားဘူးထားတဲ့အတွေ့အကြုံရှိနေတာတပိုင်းပေါ့နော်အဲ့လိုစုပြုံပြီးလီဗာပူးကို ။ဟိုဖိသွင်းအဲ့လောက်ထိလွယ်ကူမနေဘူးဗျ။ဗာဂျီတို့ကလည်းနောက်ဆုံးအသက်အရွယ်ရောက်နေပြီမဲ့အမြင်မောရှင်းထုတ်ပုံတွေကောင်းနေတော့ကိုသမားအယ်လစန်ဘတ်ကလည်းပွဲတိုးနေတဲ့အခါမှာကျွန်တော်ကတော့နျူကတ်ဆယ်သူဂိုးသွင်းနေကြလှုပ်ထုံးလုံးနေတဲ့အတိုင်းလီဗာပူးထင်သလောက်ဂိုးသွင်းမှုအတွက်မလွယ်လောက်ဘူးလို့ကျွန်တော်ထင်တယ်။ counter attack situation မျိုးတွေကနေဒါမှမဟုတ်လေ pocket position တွေကနေတမန်ရန်းနေနေချိန်တဲ့ပုံစံမျိုးပဲဖြစ်ဖြစ်လီဗာပူးအသင်းမှာပြန်ပြီးတော့အားသာချက်ယူလို့ရတဲ့အပိုင်းတွေအများကြီးရှိပါတယ်။ကျွန်တော်တော့ဖြူအပိုင်းက စဉ်းစားချင်းလဲလီဗာပူးတင်းမှာအားသာချက်တွေပို့ပြီးများနေပါတယ်လီဗာပူးကိုပဲသဘောကျပါတယ်ခင်ဗျာ